လူတော်များကငွေချင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ငွေနောက်ကိုလူတွေကလိုက်နေကြတယ်။ငွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ရှာဖွေနေကြပါမယ်။ဒီငွေနဲ့ပတ်သက်တဲ့ကျွန်တော်ဆက်ဆက်နဲ့ဆက်သွယ်ဆောင်ရွက်မှုတွေငွေချင်းပေါ်မှာထားတဲ့သဘောထားတွေနဲ့ဒီငွေချင်းတွေရရှိလာတဲ့အခါမှာဘယ်လိုစီမံခန့်ခွဲပြီးသုံးစွဲမယ်၊တိုင်တွယ်သုံးစွဲမယ်ဆိုတာပေါ်တော့ဒီကကျွန်တော်မစဉ်းစားထားကြပါဘူးဖြစ်ပါလေ။ဆိုတော့ကျွန်တော်ဒီ level ဒီလိုငွေချင်းနဲ့ပတ်သက်ပြီးဆိုရင်အဲ0ကနေ hero ဖြစ်ပူတယ်။ hero ကနေပြီးတော့လေ0ဖြစ်ပူတယ်။ ဘာဖြစ်လို့ဒီလိုမျိုးတွေဖြစ်တယ်လဲဆိုတဲ့အခါကျတော့ခုနကကျွန်တော်ပြောသွားခဲ့တဲ့ဝီကြီးနဲ့ကျွန်တော်တို့ဈာမရှိတဲ့ဆက်တဲ့ဆောင်ရမယ်လေသဘောထားပြီဝီကြီးပေါ်မှာထားတဲ့သဘောထားပြီဝီကြီးနဲ့ဆက်တဲ့ဆောင်ရတဲ့ many နဲ့ psychology ကိုကျွန်တော်တို့ကနားမလည်ခဲ့ဘူးအဲ့တော့ကျွန်တော်ဒီဝီချင်းဒီညီလန်တက်ကိုကျွန်တော်ပြောပြပါမယ်ဒါကတော့ဘာလဲဆိုရင်ငွေကိုဘယ်တော့မှလစ်လူမရှိပါဘူး ကျွန်တော်များကငွေချင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လမ်းသွားနေရင်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကာကလေးအကျွေးစီလေးကြီးကြတ်သွားတယ်နော်အကျွေးစီလေးကြီးကြတ်သွားတာဆိုလို့ရှိရင်မတော့မကြကြဘူးခါလေးဆိုင်အော်ထားလိုက်ပါအဲဒီလိုမျိုးပေါ့ခါလေးကျွန်တော်စားတော့ဆိုင်ထိုင်တာမျိုးဖြစ်လက်ဖြစ်ဆိုင်ထိုင်တာမျိုးဖြစ်ဖြစ်ကျွန်တော်တို့တက္ကစီစီးရနေမှာဖြစ်ဖြစ်ကျွန်တော်အကျွေးစီလေးပြန်ရမ်းလာမျိုးကျွန်တော်နဲ့ခါကြရင်တော်တော်များများကအာထားလိုက်ပါအေးစေးပါ ဆိုတဲ့ခါကျတော့တနည်းအားဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးဆိုကျွန်တော်တို့ကဒီလိုမျိုးတန်ဖိုးထားမှုတွေတနည်းအားဖြင့်ကျွန်တော်တို့လေ့လာရှိမှုရဲ့ဆိုရင်မိတ်ဆွေတို့နဲ့ law of attraction ဆိုတာကိုပြောရုံကြည့်ရလက်ခံတဲ့ solution နဲ့ငွေကြေးဆိုတဲ့အရာအားလည်းပဲကျွန်တော်တန်ဖိုးထားတဲ့သစ္စာပဲအငြင်းနဲ့တကြနေတတ်တာဖြစ်ပါတယ်နောက်ထပ်ငွေချင်းဒီမိလန်နှစ်ကတော့ကျွန်တော်ငွေကြေးကိုရရှိပြီးဆိုလို့ရှိရင်ပျော်ပျော်ရွှင်ရွှင်လက်ခံတာဖြစ်ပါဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီလိုမျိုးများက ငွေကြေးရပြီဆိုလို့ရှိရင်ဟာမဲလို့ညားလို့ဆိုပြီးတော့အစိတ်ပိုင်းဆိုင်ရာခံစားမှုတွေပြန်လဲတတ်ကြတယ်ကျွန်တော်ပြောပြချင်တာကငွေကြေးနဲ့ပတ်သက်ရင်ဘလောက်ပဲသင်ရတာနည်းပါပါစေဒီပြပြရွှေရွှေနဲ့လက်ခံရရှိတတ်ဖို့လိုပါလေဘာဖြစ်လို့လဲ universe ကကျွန်တော်တို့လူချင်တာကိုပဲပေးတာဖြစ်လို့ပါအဲကျွန်တော်ဆိုလို့ရှိရင်ငွေနည်းနည်းလေးပဲဝင်အများကြီးပဲဝင်ကျွန်တော်အမြင်နဲ့လုပ်တဲ့အချက်လေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ငွေဝင်တိုင်းမှာ I'm many magnet thank you thank you thank you ဒါကြောင့်အမြင်ကြီးလုပ်တဲ့အလေးချင်းဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်ငွေချေးနည်းနည်းလမ်းသုံးတာတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ငွေချေးရရှိလာပြီဆိုရင်ရရှိလာတဲ့ငွေချေးရစေတဲ့အထောက်အပံ့တွေကိုကျေးဇူးတင်ရမှာဖြစ်ပါတယ်။ဒါဘာကိုပြောချင်တာလဲဆိုရင် gratitude ပါ။ကျွန်တော်တို့တော်များငွေချေးတွေရရှိလာပြီဆိုရင်ရရှိလာတဲ့အရင်းအမြစ်တွေဖြစ်တဲ့ဒီပုံကိုယ်တွေကရရှိတာလားလုပ်ငန်းတွေကရရှိတာလားလူတွေရှိရနေရရှိတာလားပေါ့နော်။အဘယ်ရပဲရရှိရရှိရရှိလာတဲ့ source of income တနည်းအားဖြင့်ငွေရရှိစေတဲ့အကြောင်းရင်းတွေအကျိုးတရားတွေပေါ့နော် အကြောင်းတရားတွေပေါ့ဒီအကြောင်းတရားတွေကိုကျွန်တော်တို့ကကျေးဇူးတင်တဲ့စိတ်နဲ့ကျွန်တော်တို့လက်ခံရမှာဖြစ်ပါတယ်။ Okay နောက်ထပ်နည်းလမ်းလေးရတော့ပါလို့ဆိုရင်ငွေကြေးတွေရှာဖွေတဲ့အခါမှာကျွန်တော်တို့ပြည်တော်ရှင်ရှာမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲ။ပထမအမြငွေကြေးရှာဖွေပြီးဆိုလို့ရှိရင်မာကြီးချက်တွေခံစားချက်တွေမခံချင်တဲ့စိတ်တွေနဲ့ပေါ့နော်တော်တော်များများရှာဖွေလေးရှိကြတယ်။အဲအတည်းငွေကြေးရှာဖွေရဆိုတော့ကျွန်တော်အဲ့စိတ်တွေနဲ့ရှာဖွေစမ်းလို့ပါတယ်။အတည်းငွေကြေးရှာဖွေဆိုကျွန်တော်ပျော်ရွှင်ဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ဘဝမှာလိုအပ်ချက်တွေပြည့်မှုဖြစ်ပါတယ်။ ။ဒါကြောင့်ကျွန်တော်တို့ဒီ UI ချက်နဲ့ငွေကြေးရှာဖွေရဖြစ်ပါတယ်။အဲ့တော့ငွေကြေးရှာဖွေတဲ့အခါမှာပြည့်ရွှင်နေဖို့လိုပါတယ်။ပြည့်ပြည့်ရွှင်နေငွေကြေးရှာဖွေဖို့လိုပါတယ်။ Okay ။နောက်ထပ်ကျွန်တော်တို့ငွေချေးနည်းနည်းနဲ့အားဖြစ်ပါတယ်။အကျွန်တော်ငွေရရှိလာပြီဆိုတဲ့အချိန်တိုင်းမှာငွေတိုးမွားဖို့အတွက်အရင်စဉ်းစားလုပ်ကြရမှာဖြစ်ပါတယ်။ဒါနည်းနဲ့ငါပါ။ဘာလို့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့တွေကငွေချေးရရှိလာပြီဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တာတွေကိုအရင်ဆုံးဝယ်ဖို့တုံးဆွဲဖို့အရင်စဉ်းစားကြကြပါတယ်။ပြီးတော့မှကျွန်တော်ပိုရှင်တော့ပါတယ်ကျွန်တော်ဒီနေ့ပြင်နေတာပဲဖြစ်ဖြစ် မရှိရဘူးဒီစဉ်းစားကြတာပေါ့နော်အဲ့လိုမဟုတ်ပါဘူးအထက်ကကျွန်တော်ဝင်ဝင်ရလာပြီဆိုရင်ကျွန်တော်အဲ့ဝင်ဝင်တွေထက်မှန်ဒိုးပွားဖို့အတွက်ကျွန်တော်အနေနဲ့ကရင်းနှီးမြှင့်တဲ့နေရာမှာပဲဖြစ်ဖြစ်ဝိစုစားမြင့်နေရာမှာပဲဖြစ်ဖြစ်သုံးဆွဲကိုအရင်ဆုံးကျွန်တော် question စိတ်ချမှာဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ငွေချေးရတဲ့အချိန်တိုင်းမှာစတင်လုပ်ကြရမယ်အလေးအောင်ဖြစ်ဖြစ်ပါတယ်။ပြီးဆိုတော့တကယ်ကိုယ့်ရဲ့ဝင်ငွေတွေကိုကိုယ့်ရဲ့ငွေချေးတွေကိုတကယ်တန်ဖိုးထားချစ်ခင်ပါ။ဟုတ်က subscribe ကိုနေခါလောက်ကိုနေပေးချပါပဲကျွန်တော်ဒီလို